အဓိကလေးပြောရအောင်ကျွန်တော်တို့ရှစ်ချောက်ကွန်ဖရင့်တည်တယ်ရှစ်ချောက်ကွန်ဖရင့်ကထောက်ပေးခဲ့တဲ့ငါးခုတည်းရှိတယ်နော်သူ့အောက်မှာခွန်ရှင်ငါးဒီကိုလေးနဲ့ဒီငါးငါးတက်ဖရင့်ပါသေးတယ်ပေါ့နော်ထားနေတော့ကျွန်တော်တို့အဓိကကစားမှကရှစ်ချောက်ကွန်ဖရင့်ထောက်ပေးခဲ့တဲ့ငါးခုတက်ကလေးကကျွန်တော်တို့ရှစ်လေးချောက်လဲတဲ့ဒီကိုလာပြီးတော့နားခဲ့တာပောက်ခဲ့တာပောက်ပြီးသူကနေပြေးတယ်လိုက်တုံညခွန်ချောက်ဖရင့်ကိုတည်တယ်ဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်တို့ရှစ်ချောက်ကွန်ဖရင့်ရဲ့အထောင်းကငါးခုတက်ကအထက်ကလေးပဲသွားလိုက်တော့မယ်ကျွန်တော်တို့ရှစ်လေးချောက်လေးတွေအောက်ကိုပေါက်မယ်ပြီးရင် 60ညောင်း complaint ကိုတည်ရတာနော်အဲ့ဒါဆိုရင်ဒီဘက်မှာကိုယ်ကုန်တေတောင်းနေ60 complaint တည်တာပဲဒီဘက်ကခွန်ရှင်ကားတွေကိုလေးနေတွေနဲ့ငန်းတက်ကလည်း complaint တည်ရတာပဲအဲ့ဒီစီကြော်တွေက60ခွန်ထောက်ပေးရတဲ့နှစ်တုံညာခွန်ဆိုတဲ့ကဏ္ဍကကျွန်တော်တို့ဒီဘက်မှာ3ညတက်တုံးထောင်းတာတွေ6 4 6လှဲတာတွေနဲ့အချိန်တိုင်းမှာသူထုတ်ပေးရတာထုတ်ပြီးတော့သူ့အထောင်းမှာခွန်60ဆိုတဲ့ frame ကိုသူပြန်တည်ပေးခဲ့တာနော်ပြန်တည်ပြီးတော့ဟုတ်ပြီအဲ့ဒီစီကြော်တွေမှာ frame တည်တဲ့6 6ခွန်ကကျွန်တော်တို့ဒီဘက်မှာ6 6ခွန်လို့သောင်းလာထိုးတာ အဲ့ချိန်မှာငါတို့ညခွန်တုံညငါတို့ညခွန်ထောင်းနဲ့စီကြိုးလေးနဲ့အတူပေါ့နော်အောက်မှာရှင်းနေတဲ့တကလောင်းထိုးပြီးတော့နှိချောက်ရှင်းဖိတည့်ခဲ့သေးတယ်ဟုတ်ပြီခုဘက်ကရှင်းချောက်ခွန်ကိုဒီဘက်ကရှင်းချောက်ခွန်ကိုဆောင်းလာထိုးရရဲ့အဘော်ကိုပြည့်တက်လိုက်ရင်ရှင်းနေငါဆိုတဲ့ frame ရှိတယ်နော်အဲ့ဒီရှင်းနေငါရဲ့ဒီဘက်ကိုပြည့်တက်လိုက်ရင်ရှစ်ခွန်ခွန်ရှိတယ်အဲ့ရှိကွန်ကွန်ကသူ့ရှိတဲ့နှစ်ကျော်လာခဲ့တာဘယ်နေရာလဲဆိုတော့ဆောင်းလေးလေးလို့လှဲ့တယ် ျွန်တော်ဒီဘက်က393ခွန်လို့စောင်းတိုးတယ်360ပရိမရှိတယ်ပေါ့ဗျာသူကကစားမယ်ဆိုရင်အခုတစ်စောင်းတယ်360ပရိမှာ393ခွန်စောင်းတယ်နော်အဲ့93ခွန်နဲ့အချိန်ကြိုက်ကခွန်ခွန်ရှိကိုတစ်နှစ်တော့ပို့တာပဲနော်ပို့တဲ့အချိန်မှာအဓိကကတော့ဒီ393ခွန်နဲ့ပို့ပြန်တာနော်ကျွန်တော်အမ်ဘိုလေးတွေဒီရိုးရှင်းနေပေါ့393ခွန်စောင်းတိုးတဲ့အချိန်ကြိုက်ကခွန်ခွန်ရှိကိုတစ်နှစ်တော့ပို့တော့393ခွန်ပရိမနဲ့ပို့ခဲ့တယ်နော်အဲ့ဒီပရိမတွေမှာမှရှင်းနေက393ခွန်အောက်ကိုပြည့်စင်နိုင်ရင်ကျွန်တော်တို့86ခွန်ကိုသူစောင်းတိုးပေးထားခဲ့တာ နော်ပြီးထားခဲ့တော့အဲ့ဒီတုန်းကတော့ခဏလေးပြေးတက်လိုက်တဲ့ခွန်ခွန်ကိုကရှေ့နှစ်နှစ်ကျော်လာခဲ့တာဘယ်နေရာကနန်းလဲဆိုတော့ကျွန်တော်တို့68လေးနဲ့900ဆိုတဲ့ဒီကျော်ကထောက်ပြီးခဲ့တဲ့ကနန်းဖြစ်တာဟုတ်ပြီအဲ့ဒီ68လေးဆိုတာကကျွန်တော်တို့ဒီဘက်မှာ846ဆိုပြီးလှဲပြီးတော့ကိုငါတူသူကနားခဲ့တဲ့ဒီ846ကိုဒီမှာပေါက်ပြီးတော့846ထည့်တာ900နဲ့နော်ဟုတ်ပြီအဲ့ဒီတောင်မှာကိုတင်ကနားခဲ့တာနော်အဲ့ဒါဆိုရင်ဒီဘက်မှာကျွန်တော်တို့တက္က ်ငါတို့ညငါတို့ညကွန်တိုညလို့ထောင်းနေတော့ဒီဘက်မှာ6ချောက်ကွန်တောင်းထိုးတာတောင်းထိုးတဲ့6ချောက်ကွန်ကကျွန်တော်တို့ဒီစီတော်တော့မှာပြောခဲ့ပြီ6ချောက်ကွန်နဲ့တောင်းကနှစ်တောင်းကွန်ကိုကျွန်တော်တို့ဒီဘက်6ချောက်နှဲ့တဲ့ဘက်ကိုသူကနားခဲ့တာနော်ဟုတ်ပြီအဲ့ဒီ6ချောက်ကွန်ကဒီမှာ6ချောက်ကွန်လို့တောင်းထိုးပြီးတော့သူ့အောင်မှာရှင်းနေတဲ့တောင်းထိုးတာလေနှစ်6ချောက်ဖရင်တဲတာလေသူပါလေးတယ်ပေါ့နော်ထားလိုက်တော့အဲ့ဒါသူ6ချောက်ကွန်ဇောက်ထိုးတာလေးပြည့်တက်လိုက်ရင်6နဲ့5ဖရင်တဲတာပဲပြီးရင်9ချောက်ကွန်တဲတာဒီဘက်မှာ9 3 3ဆိုတဲ့ဖရင်ရှိတာပဲ နော်ဟုတ်ပြီအဲ့ဒါဆိုရင်ရှင်းနေကခွန်တုံညာတုံတောင်းမှလာတဲ့ခွန်ရှိခွန်ကရှေ့တနစ်ကျော်ပါပဲဘယ်နေရာလဲဆိုတော့ကျွန်တော်တို့လူကြီးပြောမယ်ဆိုရင်630ဖရိတ်ပေါ်မှာတုံညာတုံခွန်လို့ဆောင်ထုတ်ခဲ့တာဒီဘက်က96စောင်းနေ630ဖရိတ်တဲတယ်တုံညာတုံခွန်ဆောင်ထုတ်တယ်အဲ့ဒီတုံညာတုံခွန်ဆောင်ထုတ်တာနဲ့ကျင်ခဲ့ကခွန်ရှိခွန်ကတနစ်ကျော်လိုက်တော့အဲ့တုံညာတုံခွန်နဲ့တွက်ခဲ့တာနော်တွက်ခဲ့တော့ဟုတ်ပြီအဲ့ရှိခွန်ခွန်ရှိခွန်ရဲ့ဒီဘက်မှာတိကိုတုံညာလို့ထောင်းတာတိကိုတုံညာသူက6690เนาะအဲ့မှာ6690ကိုခါတုံးလုံးလဲတာ လဲပြီးတော့အဲ့ဒီ6300ကွန်ကိုသူ့ရဲ့ဒီဘက်မှာအဲ့ပေါက်သီးပြန်ထည့်နေတာနော်ဘာမှမလာမသိဘူးကျွန်တော်အခြေဖက်တွေကိုအသေးသေးတော့ရှင်းလင်းပြတော့နော်ဘာဟုတ်နောက်တစ်ဖန်သွားကြင်လို့နော်ဒီဘက်မှာလေခွန်ရှိကွန်နော်တော်တက်ရှိတနေ့ကျော်လာခဲ့တာနော်ကျွန်တော်တို့3000ခွန်ဆောင်ထိုးတဲ့နေရာခွန်ရှိကွန်ကဒီဘက်ကိုလာခဲ့တာနော်လာခဲ့တော့ရှင်းနေကနဲ့390ရဲ့တောင်းလာခဲ့တာအဲ့ဒီအချိန်မှာသူကအောက်မှာ86ခွန်လို့တောင်းထုတ်ပြီးထောက်ပေးရတာဟုတ်ပြီနော်အဲ့ဒီသူအဲ့ဒီ86ခွန်ကသူ့ရှေ့မှာပရင်တဲခဲ့တာ ်ခြောက်ခုရှိတဲ့တောင်းကနှစ်ခုနဲ့ဆက်ရတခါရှစ်လေးခြောက်လို့လဲတဲ့တောင်းကိုတခါဘိုးပဲလားဟုတ်ပြီအဲ့ဒီရှစ်လေးခြောက်ကအဲ့ဒီတဲမှာ900နဲ့ဖရင်တဲတော့သူ့နဲ့အကျင်ကြိုက်ကလုံးပေါင်း9ကိုကျွန်တော်တို့ဒီခွန်ရှစ်ခွန်နဲ့အကျင်ကြိုက်ကိုပို့ခဲ့ပြီလား sorry အဲဟိုကပေါ့303ခွန်အဲသူ့နဲ့အကျင်ကြိုက်ကိုပို့ခဲ့သေးတာနော်အဲ့လိုကစားထားတဲ့ခွန်ရှစ်ခွန်ရဲ့ဒီဘက်မှာ1903လို့ထောင်းပြီး603ခွန်လို့လဲပြီးအဲ့ဒီလဲတဲ့603ခွန်လေးကိုကျွန်တော်တို့ဒီဘက်မှာ603ခွန်ဖရင်ပြန်ပြီးတော့တင်ကစားခြင်းတာနော်တင်ကစားခြင်းတော့အဓိကကတော့ ချောင်းတော်ကြောင်ကကုတင်ကနဲ့တည်ခဲ့တာဟုတ်ပြီနော်အဲ့ဒီကုတင်ကက86ခုနဲ့စပြီးတည်ခဲ့တာကျုပ်ကနော်တည်ခဲ့တာဟုတ်ပြီအဲ့ဒီ86ခုကကျွန်တော်တို့ဒီမှာဇောင်းထိုးခဲ့တာနော်အဲ့ဒီဇောင်းထိုးတဲ့86ခုရဲ့တောင်းအမှာမှာကျွန်တော်တို့36တောင်းခုလဲပြီးအဲ့ဒီ36ခုကိုပြန်ထုတ်ချင်တာဒီဘက်မှာလည်း86ခုနဲ့ဆက်က90နဲ့တည်ခဲ့တာအဲ့ဒီ90ဆက်ရှေ့မှာကျွန်တော်တို့ဒီဘက်က86ခုပြင်နဲ့စတည်ခဲ့တာ နော်ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီ6ချောက်ကဒီဘက်မှာ6ချောက်ကိုတောင်းထိုးတဲ့ချိန်သူနဲ့အချိန်ပိုင်းမှာ6တုံညာကွန်လှဲပြီးတော့အဲ့6တုံညာကွန်လေးပြန်ထုတ်ကစားမယ်ဆိုရင်ထုံထုံပိနေနှစ်ကွက်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ရှင်းပါမယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့စီကြောစီကြောနောက်တစ်ခုပေါ့နော်338လုတ်ထည့်တယ်တုံညာကွန်6လုတ်ထည့်တယ်နော်မှတ်လိုက်အောက်ကိုဆင်းလိုက်ရင်690ရှိမယ်100ရှိရှိမယ်နော်အဲ့ဒီလိုအဲ့ဒီစီကြောထဲမှာ100ရှိရင်690ရဲ့ဒီဘက်က338ထည့်တယ်ရယ်တုံညာကွန်6ရယ်ပြည့်စင်လိုက်8430ရှိတယ်အဲ့ဒီဖိလိုက်ကြီးတည်ခဲ့တာပထမတစ်ချက် နော်အဲ့ဆိုဒုတိယတက်ကလည်း338လို့တည်တယ်တာပဲ2နဲ့တက်တာနဲ့ပြလိုက်3.6တည်တယ်တာပဲဒီဘက်ပြလိုက်3.8တည်တယ်နော်အဲ့ဒါဆိုရင်3.6ကအောက်ဆင်းလိုက်3.6ကိုတည်ပြီးတော့338ပရင်ကိုတည်တည်ခဲ့တာပဲနော်သူကပရင်နှစ်ခုကို အတူတည်လိုက်ပြီအတူတည်တော့ကျွန်တော်ဒီထဲမှာကလားခွက်တွေကိုအကုန်ရှုပ်ထားရတယ်ရှုပ်ထားတယ်လုံရင်းနေပေါ့နော်မလို့ဘာနဲ့တော့အကြီးကြားနေမှာစိုးလို့နော်အဲ့ဒီလိုကစားထားတယ်ဒါစီကြောတစ်ခုရှိတယ်အဲ့ဒီစီကြောတဲ့မှာ တခါနောက်တာဖရင်တခုကအဲ့စီကြောထဲမှာပဲ6ခုတည်တယ်9ခုတည်တယ်ဒီဘက်ကိုပြလိုက်9လေးနှစ်ရှိတယ်အဲ့ဒါဆိုရင် तू ကလည်း6ခုတည်တယ်9ခု9ခုတည်တယ်ဒီဘက်ပြလိုက်9လေးနှစ်တန်းနဲ့ထည့်တာအဲ့တည်ထားတဲ့9လေးနှစ်တွေကကျွန်တော်တို့ဒီဘက်မှာနှစ်၃ညကိုနဲ့တွဲပြီးတော့တနစ်ကျော်ကိုတုံညနှစ်တွေနဲ့တွဲပြီးတနစ်ကျော်ပေါက်ခဲ့တာနော်ပေါက်ခဲ့တော့အဲ့ဒီ9လေးလေးကနေဒီဘက်ပြလိုက်ရင်3ခုတည်တယ်အဲ့ဒါကတန်းနဲ့ပြန်တည်တာပဲနော်အဲ့ဒါကဒီစီကြောကကျွန်တော်တို့ထည့်ပေါ့ထည့်ကစားထားတဲ့ဖရင်ကြီးကအဲ့ဒါဒီစီကြောထဲမှာပါလာတယ်နော်ပါလာတော့တခါနောက်ထပ် တော့ဘယ်ဆောင်ညကျွန်တော်တို့ကလင်နာစီကြောကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီဒီလိုပေါ့ဒပင်အနေမြင့်ဒီဘက်ကစီကြောမှာဒပင်နှိမ်စော်ထားရင်နောက်တစ်ခုစီကြောမှာတခါဒပင်မြင့်စော်တဲ့စီကြောကသူကဘယ်လဲပေါ့နော်အပြန်အလှန်ကစားတဲ့စနစ်တွေကစီကြောတော်တော်များများတော်တော်များများမဟုတ်ဘူးအားလုံးလို့လို့မှတော့ရှိတယ်သူကဒီဘက်ကဒပင်ပွားရင်နောက်တစ်စီစီစီကြောမှာအဲတပင်ပြန်กว่าတယ်ဒီဘက်ကနှစ်ပင်နေရင်တခါနောက်ဒီဘက်ကနှစ်ပင်ပြန်မြင့်နေစီးစီးနေပေါ့နော်အဲ့လိုကစားတဲ့တလိရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ဒီမှာ၃ကုတ်တစ်ဆိုတာတပင်နေ ဲ့ဒါဆိုသူနဲ့တရမ်းလဲ3600ကလည်း divin နဲ့အဲ့ဆိုရင်ခွန်300ရလဲ divin နဲ့မယ်နော်အဲ့ဒါဆိုခွန်300နဲ့အောက်ကိုပြည့်စင်လာဟဲ့လာပြီခွန်60 divin နဲ့နော်ဆိုလိုချင်တာအဲ့ဒီခွန်60တွေကကျွန်တော်တို့ဒီဘက်မှာ690တရားရှိရယ်ပြည့်တလိုက်396 338နဲ့စတယ်ခဲ့တယ်396တဲ့ကကျွန်တော်တို့ဒီမှာ divin နဲ့စီကြောတဲ့မှာခွန်300နဲ့လာတယ်ပြီနော်ပြီးရင်သူ့အော်လေးနည်းနည်းထဲတာ နော်အဲ့ဒါဆိုရင်ဟုတ်ပြီ690အဲ့ဒါဆိုဒီဘက်ကြည့်လေသူကလည်းတပင်နေစီတော့မှာ690ပါလာပဲအောက်ကိုပြေးတော့လေးနည်းနည်းကိုတဲတဲတာပဲနော်ဒီမှာတဲခဲ့တဲ့အဲ့690ရလေကျွန်တော်တို့ဒီဘက်မှာ396ဒီအဲပထမဆုံးကြီးပြောတယ်338ဒီနဲ့အချိန်ကသူတို့နဲ့အချိန်ကကျွန်တော်တို့မှတ်ထားမှာ108တဲရှိခဲ့တာဒီဘက်မှာ308တဲရှိခဲ့တာအဲ့လိုညီကသားတော့လေးနည်းနည်းကတပင်နေနေကသားပြီးညနေပြေးတက်လိုက်8.4တပင်နေကသားတာပဲအဲ့ဆိုပြေးတက်လိုက်864 တပြင်းနဲ့အဲ့တော့ဒီ shift 6လေးတွေကအများကြီးတော့ဒီထဲမှာကစားကွက်တွေအများကြီးထားလိုက်တော့မလို့အဲ့တော့ခြံခဲ့လိုက်တော့မယ်အဲ့တော့တပြင်းအနေကစားတော့တပြင်းအမြင်ကစားတဲ့နေရာရှိလာပေါ့နေရာရှိလာဆိုတော့ဒီဘက်မှာဒဏ္ဍာရီတည်ကြတဲ့2 4 5 2 4 5တွေကနောက်တစ်ခါကျွန်တော်တို့ဘယ်နေရာလို့မပြောတော့ဘူး၄၅နှစ်နဲ့၄၅နှစ်ဆိုသူကတပင်အမြင့်ပြန်ကလာတယ်ဟုတ်ပြီအဲ့ဒီအနေမြင့်ကိုဆက်ယူဘလို့ဆက်တာလေဆိုတော့တပင်အနေကလာတဲ့ခွန်30ရဲ့အောက်ကနေတပင်ကျောင်းနေပြေးလိုက်တင်းနှစ်လေးပဋိခွန်ရှိတယ်သူ့ဒီဘက်မှာ6 6လေးစောင်းလာ ဟုတ်ပြီနော်အဲ့ဆိုရင်တပင်အနေကစားတဲ့ခွန်30အောက်တပင်ကနေတပင်ကျော်ကနေညာပဲပြေးလိုက်430ဘရိတ်ခွန်ကို694ဆောင်းပြီးထောက်ခဲ့တာ694 694တပင်အနေဆောင်းတာပဲ1နှစ်လေး3ညာ430တဲ့ရတာဟုတ်ပြီအဲ့မှာတပင်အနေကစားထားတဲ့1နှစ်လေးနဲ့430ကအခုနေကကျွန်တော်တို့အမြင့်ကစားတဲ့4နှစ်ကနေတန်းတန်းမှာဘရိတ်ခွန်ကိုပြန်ထုတ်ခဲ့တာဒီနှစ်လေးကနေတန်းတန်းမှာ430ထုတ်ခဲ့တာ ထုတ်ခဲ့တော့အဲ့ဒီတပင်းအနေနဲ့ဒါတွေကစီကြောထဲမှာပါတယ်၄နှစ်နှစ်၄နှစ်နှစ်တည်းကကျွန်တော်တို့အဲ့ဒီထုတ်ခဲ့တဲ့၄နှစ်ငါး၄နှစ်ငါးတွေနဲ့အတူဒီဘက်မှာတပင်းပြန်မြင့်ပြီးတော့၄နှစ်နှစ်ကိုပြန်ထုတ်ခဲ့တာဟုတ်ပြီနော်အဲ့ဒီဘက်ကအနေနဲ့သားတော့ဒီဘက်မှာရှစ်ခုံခုံလေးပါလိုက်တယ်ထားလိုက်တော့ကျွန်တော်စီကြောကြီးပြောမယ်ဆိုပြီးမှမဟုတ်တော့ဘူးနော်ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီတပင်းအနေနဲ့ကလာထားတဲ့စီကြောထဲမှာဒီဘက်ဆင်းလိုက်တလေးတပြန်ကြတာ၃ညတစ်ရှစ်ဆောင်ထိုးတဲ့အောက်မှာတလေးတပြန်ကြတာနော်အဲ့ဒါဆိုသူကတပင်းအမြင်၃ညတစ်ရှစ်ဆောင်ထိုးတာပဲ၆ခုတည်းပြန်ကြခဲ့တာ နော်ဟုတ်ပြီသူကအမြင်နိုင်တယ်အဲ့ဒီမှာဇောင်းထိုးတဲ့တုံညာတစ်ရှစ်ဇောင်းထိုးတဲ့တုံညာတစ်ရှစ်တရကျွန်တော်တို့ဒီထဲမှာ6 90နဲ့အတူဟောဒီခွန်တုံညာခွန်ချောက်တဲ့တဲတာနဲ့တရရှင်နဲ့အချိန်ကကြီးတဲခဲ့တာနော်အဲ့ဒါဆိုရင်တုံညာခွန်ချောက်နဲ့တရရှင်နဲ့အချိန်ကကြီးတဲခဲ့တာနော်အဲ့ဒါဆိုသူကဒီမှာတုံညာတစ်ရှစ်တွေတုံညာတစ်ရှစ်တွေသူကဒီမှာဖြီးပြီးတော့သူ့အောင်ကိုပြန်ကြရီကစားလာကတော့တိရှိဆယ်ဆောင်ထူတာတွေထားလိုက်တော့အဲ့ဒါတွေအများကြီးပြောနေပြီမှတော့အဲ့ဒီထဲမှာကျွန်တော်တို့အစောပိုင်းကပြောခဲ့တဲ့69လေးဆောင်ထူတဲ့69လေးဆောင်ထူလို့တဲ့အဲ့ဒီစီကြော်တဲ့169ဆိုတဲ့69ဆောင်ပြန်ထူတာ အဲ့6လေးကိုစောင်းထုတ်တဲ့ထောင်းက411ကမှာသူများတစ်ချက်စောင်းထုတ်ပြီးပြန်ကြခဲ့တာနော်ဒါအနေနဲ့အမြင်ကိုဆက်သွယ်ကြရအောင်အဲ့ဆို36လေးကို6လေးကိုစောင်းထုတ်တဲ့690ရမှာသူများတစ်ချက်စောင်းထုတ်တာရအောင်မှာပြန်ကြခဲ့တာအဲ့ဒီအချိန်မှာ76ခက်တကယ်တခါဒက်တယ်လေးတေးသုံးလေးစောင်းထုတ်ခဲ့ရတာနော်အဲ့76လေးကဒီမှာက3ပင်အမြင်ဟုတ်ပြီနော်အဲ့ဒီ76လေးကဘယ်ရလာခဲ့တာလဲကျွန်တော်တို့ဒီမှာလာခဲ့တာ76 3ပင်အနေ76 ကျွန်တော်ပြောတာအဲ့ဟောပြောတော့နော်ပြန်ပြန်ကြပြန်နေကြတာခဲ့လားသူ့အောက်ကမှကျွန်တော်တို့သုံးတိတိတိပြန်ကြအဲ့ဆို၁၅၀ပြန်ကြအချိန်လိုက်ဒီအဲ့ခရီးကြီးတယ်မှာနော်အဲ့ဒီမှာတော့ရှင်းလေး၆တိ၇၀တိ၉၅၀ကိုပတ်ရိုက်တာနော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့၆တုံညာခွန်ကိုဘယ်လိုထုတ်လို့ရမလဲဆိုတော့ဒီစီကျော်တဲ့မှာကိုလေးရှိလို့စောင်းထုတ်တယ်ကိုကိုခွန်ဖရိတ်တယ်သူဖေးက၅နှစ်ရှိကလေးကဟောဒီ၄၆ရှိစောင်းထုတ်တဲ့ဒီဘက်မှာလာနာတာ ဟုတ်ပြီနော်အဲ့လေ6ဆီဆိုတာအခုကျွန်တော်တို့အနေကတားခဲ့တဲ့ဒီဒီတစ်ခုပဲပြောလိုက်တော့မယ်ကျန်တာဒီသွားနေရင်အများကြီးရှုပ်ကုန်လိမ့်မယ်နော်အများကြီး6လေးတွေဒီထဲမှာ frame တစ်ခုလုံးပတ်ကတော့လာနော်ဟုတ်ပြီအဲ့ဒါဆို6လေးရှိစောင်းထိုးတယ်9လေးရှိ frame တဲတဲ့အဲ့ဒီ9လေးရှိက6လေးရှိထောက်မှာနားတယ်အဲ့ဒီ9ရှိနေလေးထုတ်ဖို့ကျွန်တော်တို့ဒီထဲကစောင်းထိုးတဲ့6လေးရှိလေးကဒီမှာ9ရှိလေး frame လို့လာတယ်ပြီးဘယ်နေရာတက်တာ9လေးနှစ်ရအောင်မတက်တာအဲ့ဒီ9လေးနှစ်ဆိုတာကကျွန်တော်တို့တန်းနေကစားခဲ့တဲ့9 20နဲ့တွဲခဲ့တဲ့9လေးနှစ်9 20နဲ့တွဲခဲ့တဲ့9လေးနှစ်အောက်ထဲမှာကျွန်တော်တို့9 6 9လေးနဲ့ ဟွန်း၆ခွန်ရှိတယ်မြေတန်းနဲ့တည့်ထားတယ်ငါးလေးနှစ်အဲ့ငါးလေးနှစ်တည်းအဒီမှာတိတ်စီတုံတုံလားဖြစ်ပြီအဲ့ကိုလေးရှိဖရင်တယ်အဲ့ဒီတည့်တဲ့ဖရင်ကကိုကိုကွန်ဖရင်ပေါ်မှာစောင်းထုတ်ခဲ့တယ်ကိုလေးရှိသူပေးရငါးနှစ်ရှိလေးလေချောက်ချစ်ပြီးမှနားခဲ့တဲ့ကောင်လေးအဲ့ဒီကောင်လေးထုတ်ဖို့ကုလေးရှိကပရင်တဲတာငါလေးနည်းနဲ့တဲပြီးရင်တစ်တုံညာနေဆုံးထုတ်ပြီးတော့သူ့ရဲ့တော့မှာတုံညာတစ်ရှိလို့ထောင်းပြီးရှင်းနေငါကြီးကိုပြန်ထုတ်သွားလားနော်ဟုတ်ပြီအဲ့ဆိုအဲ့ဒီတုံညာတစ်ရှိလို့ထောင်းလိုက်ရပြီးတစ်နေတော့ကိုချောက်ချစ်ပြန်ထုတ်မယ်ဘာဖြစ်လို့လဲကျွန်တော်တို့ဒီမှာတစ်တုံညာရှင်းနေ 3ခုကျော်ကအချိန်ငယ်ကြီး printing တဲ့စီလိုထဲမှာရှိနေလို့နော်အဲ့ဒါဆိုရင်အဲ့ဒီ3ညတစ်ချက်ရဲ့ဒီပြမှာအခုတော့ဆက်ပြန်ထုတ်မယ်ဟုတ်ပြီအဲ့ဒါဆိုဒုတိယတစ်ခါသွားရအောင်ကိုကိုကွန်ပရင်တတာပဲကိုလေးရှိဆောင်းထုတ်တာပဲသူပြရဲ့ရှိတုံညခွန်ကနောက်တကနှစ်တမီတော့ဒီ6ရှစ်ဆောင်းထုတ်တဲ့တောင်းမှာနားခဲ့တာဟုတ်ပြီအဲ့ဒါဒီ80လေးပြန်ထုတ်ဖို့သူ့ကိုဖောက်ပေးခဲ့တဲ့ကိုလေးရှိကလေးကဒီမှာပရင်လာထဲတာ9လေးနှစ်နဲ့ထဲတာပဲနော်အဲ့9လေးနှစ်ဆိုတာကအခုကျွန်တော်တို့ကရမ်းနဲ့တဲတဲ့လို့ပြောတယ် ငါလေးနှစ်တရားနဲ့တည်တယ်။ဒါပြင်အမြင့်တည်တော့လေသူပဲ။ဒီထဲမှာငါလေးနှစ်ကစားဖို့တည်းအများကြီးထားလိုက်တော့ရှုပ်ကုန်လိမ့်မယ်နော်။အဲ့အဲ့ဒီလိုကစားတဲ့ငါလေးနှစ်တည်းကတက္ကစီသုံးလုံးလာလှဲတဲ့ချိန်သူ့အောက်မှာလေးရှိကိုဖိတ်တဲပြီးတစ်တုံများနေလို့ဆောင်းထုတ်ပြီးတော့သူ့ရဲ့ထောင်းမှာ၃ညတစ်ရှိလို့ထောင်းပြီးတော့အဲ့ရှိတုံများကိုပြန်ထုတ်ခဲ့တာပဲ။နော်ဆိုလိုချင်တာကတော့ကျွန်တော်တို့၉လေးရှိနဲ့တည်ခဲ့တဲ့ငါနှစ်ရှိကိုဟောဒီ၉လေးရှိရဲ့ဒီဘက်မှာ၃ညတစ်ရှိထောင်းပြီးပြန်ထုတ်ခဲ့တာ။ နော်ဟိုအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကကိုကို complain နဲ့ကိုလေးရှစ်လို့တောင်းထုတ်ပြီးတကယ်လေးရှစ်တုံညာကွန်ကိုကျွန်တော်တို့ကဒီလေးရှစ်ကိုခေါ်ရင်းရဲ့ဒီဘက်ကန်းနားမှာတုံညာတရှိထောင်းပြီးတော့ရှစ်တုံညာကွန်ပြန်ထုတ်ခဲ့တာအဲ့ဒါဆိုဟိုအဲ့ဒီတုံညာတရှိလို့ထောင်းပြီးတော့ defend နဲ့ပြန်သုံးပွင့်တစ်ပွင့်တစ်ပွင့်သုံးပွင့်သွားလိုက်တယ်ချက်တုံညာကွန်ပြန်ထုတ်မလားသူကထုတ်မယ်ဆိုရင်ထုတ်ပြီးကစားလို့ရတယ်နော်အဲ့ကြတော့ကျွန်တော်တို့တုံညာတရှိခွန်တုံညာ6ဖြစ်ခွန်ရှိရှိတယ်လေတုံညာတရှိခွန်60ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတုံညာတရှိက1တုံညာရှိလို့တက်တယ်တဲ့ချင်း အဲ့ဒီ306ကရှေ့မှာသူနဲ့အချိန်ငယ်ပရင်းကြီးတည်ထားခဲ့လို့နော်ဒါမနေ့ကကျွန်တော်တို့ကိုကိုခွန်အောင်နဲ့စီကြောင်းနဲ့တပုံလေးပဲအဲ့ကျွန်တော်အချိန်ကြည့်တဲ့ငွေချင်းတွေထိုးလို့ရအောင်တုံညာတိချင်းနဲ့164ပြန်ထုံးမယ်ဆိုကျွန်တော်တော့6နောက်ပေးနဲ့2ကွက်ထိုးနေချင်းနဲ့နော်အဲ့အခုလည်းဒါပရင်း3ကြိုက်တဲ့လူဆိုရင်ကျွန်တော်တို့ဒါပြောခဲ့ပါလိမ့်ကိုကိုရဲ့နှက်ခါ6လို့ပိတ်တာနဲ့ပရင်းကိုနော် sorry ပရင်း6နဲ့ထွက်တာကိုရဲ့နှက်ခါ 6လို့စပေးတာနဲ့ brake ကကျွန်တော်တို့9ရက်နဲ့က6လို့ပေးတာနဲ့ brake လေးအဲဆို9ရက်နဲ့ကအခု6မပေးသူ6ပေးလို့ထွက်ရင်ကျွန်တော်တို့က brake 3နဲ့ထွက်ချင်တာအဲကျွန်တော်ဒီကနေ့လေးနဲ့လာပြီးတော့ကန်နေတော့ဗောနော်အဲကျွန်တော်အကြိုက်တူတဲ့လူကြီးထုံးလို့ရအောင်ကျွန်တော်တင်ပေးလိုက်ပါတယ်အားလုံးကံကောင်းကြပါစေ